ွင်လင်းရာသည်ရောက်ပြီဆိုတာနဲ့မြမပြည်ရက်ရက်မှာ သူ့အရက်နဲ့သူ့ဆက်ဆိုးသလိုရိုးရအစင်လာမပြတ်ပွဲတော်တွေနှစ်စင်စင်နွဲလေးရှိပါလေ။ဒီနှစ်မှာတော့တခြားနှစ်တွေနဲ့မတူဘဲပိုပြီးစီကားတိုက်မြိုက်နေတာကိုတွေ့ရပါလေ။ဇောင်မုံးလာကိုရောက်ပြီဆိုတာနဲ့အလူအတန်းရဲ့ရောတဲ့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေဟာ ။တစောင်းတိုင်းမီးထွန်းပွဲတော်နဲ့အတူကထိန်ပွဲတော်ကိုလည်းကျင်းပလို့ရှိပါပါ။နာဖအစိုးရလက်ထက်ကကျင်းပတဲ့ကထိန်ပွဲတော်တွေနဲ့မတူပဲဒီနှစ်မှာ ပိုမိုစီကားပြီးလူတွေလည်းပိုပျော်နေကြတာကိုတွေ့ရပါတယ်။ရန်ကုန်တောင်ပိုင်းခရိုင်တန်လင်းမြို့ကကထိန်ပွဲတော်ကိုတော့အခုလို့ ရိုးရာအစင်လာမပြတ်ကျင်းပနေတာတွေ့ကြရမှာပါကထိန်ပွဲတော်ဒဇောင်းနိုင်မီထွန်းပွဲတော်တွေအပြင်တန်လင်မြို့စိုက်ခောက်စည်တော်မြတ်ကြီးပေါ်မှာတတိဆွန်ပန်းစီမီတွေကိုတင့်လှပူဇော်ကြပြီးမြို့ခံတွေပျော်ရွှင်နေကြတာကိုလည်းအခုလိုမြင်တွေ့နိုင်ပါတယ်သိင်္ဂုတ္တရာထံဒေလာမညာဝိနိယတရာပွားဖို့သင်ရှားရွာပဲ ။ဇောင်မူလာပြည့်အဖိတ်နေညမှာတော့တိုက်ခေါက်စီရီတော်ပေါ်မှာမတိုးတင်ငန်းရဲ့ပြိုင်ပွဲကိုလည်းစီမီပူဇော်ပွဲနဲ့အပြိုင်ကျင်းပလေးရှိပါတယ်။လာပြင်းနေမနဲ့မှာဒီတင်ငန်းကိုဖះမှာကတ်လူကြမှာဖြစ်တဲ့အတွက်ဒီပြိုင်ပွဲဟာဗုဒ္ဓဘာသာမြမရိုးရအစင်လာတစ်ခုအဖြစ်အစင်ဆက်မပြတ်ရအောင်ထိန်းသိမ်းထားကြတာပါ မတိုးတင်ငန်းရဲ့ပြိုင်ပွဲကျင်းပစင်ပါပဲဒီပြိုင်နဲ့လို့လို့မှာရိုးရချင်းဝိုင်းခတ်ပြိုင်ပွဲကိုလည်းအခုလိုမြင်တွေ့ကြရပါတယ်။ နစ်တစ်စောင်မုံးလာမှာတော့ထူးထူးခြားခြားအနေနဲ့ဆယ်စုနှစ်တစ်ခုကျော်ကျင်းပခွင့်မရခဲ့တဲ့ပွဲတစ်ပွဲကိုထဲ့သွင်းဆင်နွှဲခွင့်ရလာတာတွေ့ရပါတယ်။အဲ့ဒါကတော့ကာတွန်းဆရာကြီးဥပချန်းလန်းလို့ခေါ်တဲ့ရန်ကုန်မြို့စတုံးလန်းကကာတွန်းမီထုံးပွဲတော်ဖြစ်ပါတယ်။ နာဖာလက်ထက်1998ခုနှစ်ကတည်းကကျင်းပခွင့်ပိတ်ပင်ခံခဲ့ရတယ်။လူမှုဂျားကကတ်တွန်းပြဝဲတရက်ကိုအခုလိုကျင်းပခွင့်ရတဲ့အတွက်ကတ်တွန်းစရာတွေနဲ့အတူကြည့်ရှုခွင့်ရတဲ့ပရိသတ်ကပါအားပေးပျော်ရွှင်နေတဲ့မြင်ကွင်းကတော့ကြည်နူးစရာကောင်းလာပါတယ်။လာလေကောင်းတယ်အခုလာကြည့်တော့ဘလိုနေလဲဘလိုခံစားရလဲပျော်လားသဘောကောင်းပါလေပျော်ပါတယ်ဟုတ်ကဲ့ကြည့်ရလေဟုတ်ကဲ့သူကဘာဝဟိုကြကြလေးတွေပေါ့နော်ဒီ ကြည့်လိုက်ရင်ဟိုပါပေါ့ပျော်ရွှင်သွားတာပေါ့ဟုတ်ကဲ့စိတ်ထဲမှာမြမရှေ့ဆောင်ကတ်တွန်းဆရာကြီးတူလို့ဆိုနိုင်တဲ့ကတ်တွန်းဥပချမ်းရဲ့ကျေးဇူးကို အောက်မေ့တရရတဲ့အနေနဲ့ကျင်းပတဲ့ဒီပွဲလေးဟာခစ်ကိုထင်ဟပ်နေပြီးယနေ့တိုင်ခစ်မီနေသေးတဲ့ဥပချမ်းရဲ့ကတ်တွန်းလက်ရာတွေနဲ့အတူအသက်ပြောင်းဝင်ခွင့်ရလာခဲ့ပါပြီ။ ကာတွန်းဆရာကြီးငယ်60ကျော်ရဲ့လက်ရပေါင်းများစွာကိုခင်းကျင်းပြသခွင့်ရခဲ့တယ်လို့လူလူတွေကလူတွေရဲ့ခံစားချက်တွေကိုထင်ဟပ်တဲ့ကာတွန်းလက်ရာတွေဖြစ်တာကြောင့်လေဒီပွဲလေးဟာကြည့်ရှုသူတွေရဲ့ဘဝင်ကိုတိတိမိမိဆွဲကင်နိုင်ခဲ့တဲ့ပွဲလေးတစ်ပွဲဖြစ်ခဲ့ပါတယ်ကျောင်းဦးဝကျန်လက်ထက်တွေကလုံခဲ့တာပေါ့ကျွန်တော်ကြားသိရတယ်ဆရာကြီးပြောတာเนาะကျောင်းဦးဝကျန်မသေးခင်တည်းကလုံခဲ့ဟုတ်ဟုတ် တင်းသာလက်မခံနဲ့အဲတင်းသာလက်မခံနဲ့ကာတူးလေးကိုရေးပါဗျာအဲကြည့်ရလူတွေအားပါကြည့်ရတယ်ပေါ့အဲ့လိုအားလိုအားပါကြည့်ရတယ်ပြိုင်ပွဲလို့ပြိုင်ပွဲလေးပွဲလေးလို့ပေါ့ဟုတ်တယ်ဟုတ်ကဲ့ဒီနေ့မှာတော့မလုပ်ဖြစ်သေးဘူးဟောအဲ့ဒီလောက်ထိတော့မလုပ်ဖြစ်သေးဘူးဟုတ်ကဲ့ဒီနေ့မှာပြန်ပြီးတော့စပါမယ်ဩစစ်အစိုးရလက်ထက်တောက်လျှောက်ဘဝအမောတွေနဲ့မွန်းကျက်ခဲ့ရတဲ့မြန်မာပြည်သူလူထုရဲ့ရေမောတံတွေကိုဒီနေ့မှာပြန်ကြားလာရပြီလို့ဆိုနိုင်ပါတယ် ။လာမယ့်နှစ်တွေရဲ့ပွင့်လင်းရာသီတွေမှာလည်းလူတွေရဲ့ရည်သံတွေဆက်လက်ကြားနိုင်ပါစေ။ရိုးရာအစင်လာပွဲတော်တွေကိုလွတ်လွတ်လပ်လပ်ပျော်ပျော်ရွှင်ရွှင်ကျင်းပခွင့်ရတဲ့မြန်မာပြည်ကြီးအဖြစ်ဆက်လက်မြင်တွေ့နိုင်ပါစေလို့ဆုတောင်းပေးရင်းဒီဆောင်မုန်းလာရဲ့အစင်လာပွဲတော်မြင်ကွင်းတချို့ကိုတင်ဆက်လိုက်ရပါတယ်ရှင်။လောင်နိုင်ဤသူပွေတော်လွှဲပြောလို့မြိုင်ဘုံကတိလူဝဲရည် ကတူးစိတ်မှန်းကလမ်းညာပါလူနဲ့